အစစင်ဂျန်ဂလာရီကိုထိန်းချုပ်နိုင်မယ်ရိုမာ၃ကောင်ရန်ပွဲတွေမှာတစ်ဖက်ကအစစင်ဂျန်ဂလာရီဖြစ်တဲ့လန်ဆလော့တို့ဂျွိုင်းတို့ဟာရာဘူဆာတို့လိုဟီးရိုးတွေထွက်လာတဲ့အခါမှာအဓိကရိုမာတွေကအရေးကြီးလာတယ်ရိုမာတကောင်ကအဲ့ဒီတိုးဝင်လာမဲ့အစစင်ကိုမကပီးနိုင်ရင်တော့ကိုကိုလင်းရရှေကန်းခံရတော့တာပဲအဲ့ဒါကြောင့်အစစင်ဂျန်ဂလာရီကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ရိုမာ၃ကောင်ကိုပြောပြပေးတော့မှာဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုဆုံးနေတာကြည့်လိုက်တော့ဗျာ ်ပထမဆုံး MBL ပွဲတွေမှာ Spirit များတဲ့ Grok ပဲဗျ Grok က MBL ပွဲတွေမှာ Spirit များသလို Run ပွဲတွေမှာလည်းတော်တော်တွေ့ရတဲ့ Hero တကောင်ပဲ Grok ကမာတဲ့အတွက်မဖွင့်လို့ကောင်းပြီးတော့ကို့အတွက်လည်း Go နဲ့ EXP ပို့ရှာလို့ရသလို Team အတွက်လည်းတော်တော်ကောင်းနေဗျ ဘက်ကပ်ပေးမဲ့နေရာတွေမှာလည်းဝင်လာမဲ့ကောင်တွေကိုမိုက်တီဆွင်းရိုက်ပြီးတော့တားထားလိုက်လို့ရတယ်။အဲ့လိုမိုက်တီဆွင်းတစ်ချက်ရိုက်ပြီးတော့ဒီဇေဘဲပေးလို့ရတာကအဆက်စင်ဂျန်ကလာတွေအတွက်တိုင်ပတ်စီတာပဲ။ခုနောက်ပိုင်းဖလစ်ကတော်တော်နင်းချက်တိုက်တာတွေကတော်တော်စကေးပြလို့ကောင်းလာတယ်။အဲ့ဒါကြောင့် Grok ကပလေးမိတ်ကလုံးလို့ရတဲ့ဟီးရိုးတစ်ကောင်လို့လည်း ပြောလို့ရတယ်။ Grok နဲ့တင် Enemy Space ပိတ်တာတွေ Creep Blood တာတွေလည်းလုံးလို့ကောင်းနေ မကန်နီဟီးရိုးတစ်ကောင်ပဲဗျ။ဒါကြောင့် Grok Run က Assassin Jungler တွေကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ Runmaster တစ်ကောင်ပဲလို့ထင်တယ်။ နောက်ထပ်တစ်ခါကတော့ဂဒုကချာပဲဗျဂဒုကချာကဘာလို့ဆော့လို့ကောင်းတာလဲဆိုရင်အဓိကတော်တော်မာလို့ပဲ revitalize နဲ့ဆိုရင်တော်ယုံနဲ့လည်းမသိဘူးပြီးတော့ skill to return ခေါ်တာကလည်း enemy တွေအတွက်တော်တော်ဆိုးတယ် return ခေါ်ခံလာရတဲ့ကောင်ကတန်းပြီးတော့အဖျက်ခံရဖို့ chance များတယ်ဗျဂဒုကချာကြီးတိုးလာရင်တော်ယုံ hero ဆိုရင်လည်းတိတ်ပြီးတော့မချကျင်ကြဘူး ဲဒါကြောင့်ဂရူချာနဲ့တိုးလို့ကောင်းတယ်။ဗီရှင်ပြလို့လည်းကောင်းတာကြောင့်ဂရူချာကဆုတ်လို့ကောင်းတယ်ရိုမာတကောင်လို့ထင်တယ်။ Avar of the Guardian ကပြင်းရင်လည်းလွတ်တယ်လို့ဘတ်တဲကိုလည်းအလဲပြောင်းလှုပ်ပြီးနိုင်တဲ့ Spherical ဖြစ်တာကြောင့်ဂရူချာ room ကိုလည်းယူချေစီခြင်းနဲ့ဗျ။နောက်ဆုံးတစ်ကောင်ကတော့ Hylos ပဲ။ Hylos ကတော်တော်လေးမာပြီးတော့ဝင်တိုးလာမဲ့ကောင်တွေကိုခေါင်းခေါက်ပြီးတော့တားထားပြီးလို့ရတယ်။အဲဒါကြောင့် Hylos ကလည်း backup ပေးလို့ကောင်းနေတာပဲဗျ။ ပြီးရင် skill 2နဲ့ live ပို့ပြီးတော့ enemy ကို damage နဲ့ slow ထားပြီးလို့ရတာကြောင့်ကို team က light ချနေတဲ့အချိန်ဆိုရင် glory of away ခင်းပြီးတော့အနားလိုက်ကနေုံနဲ့နေဘတ်တေကိုချလို့ကောင်းလုံပြီးနိုင်တယ် glory of away ထဲမှာပြင်းနေရင်လေသွေးရပြန်တက်နေတာဆိုတော့ high loss ကတက်ဖို့ခက်တယ်လို့ထင်နေပါ high loss run ကမာပြီးတော့တိုးလို့လည်းကောင်းတာကြောင့် high loss ကိုလည်းစောကြည့်ဖို့အကြံပေးခြင်းတယ် you shall fear me ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီမဲ့ဗီဒီယိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ PNH Esports page ကို like and follow လုပ်လာကြအောင်ပြောရင်ဒီဗီဒီယိုဆုံးသတ်လိုက်ချင်ပါတယ်